Hello ဒီနေ့တော့ဘဝဥကျန်းခန်းကြီးတစ်စနစ်ဖြစ်ပါတယ်အခန်းကြီးစနစ်အငယ်1မှ9ထာဝရဖျားဒီလဲအာပြန်ကိုခေါ်တော်မူ၍တင်းဤပြည်နှင့်တကွအမျိုးသားချင်းပေါ့ဖော်များတဲ့ကထွက်ပြီးလင်ငါပြက်လက်တန့်သောပြည်သို့တော်လို့ငါဒီတင့်ကိုလူမျိုးကြီးဖြစ်စေမည်ငါကောင်းကြီးပေး၍ တင်နာမကိုကြီးမြတ်စေမည်တင်ဒီကောင်းကြီးခံရသောသူဖြစ်လိမ့်မည်တင့်ကိုကောင်းကြီးပေးသောသူကိုငါကောင်းကြီးပေးမည်တင့်ကိုချိန်ဆသောသူကိုငါချိန်ဆမည်တင့်အာဖြင့်လဲလူမျိုးအပေါင်းတို့သည်ကောင်းကြီးမင်္ဂလာကိုခံရကြလိမ့်မည်ဟု မိန့်တော်မူ၏ထို့သောထာဝရဘုရားမိန့်တော်မူသည့်အတိုင်းအာပြန်ထွက်သွား၍လောတလဲလိုက်လိမ့်၏အာပြန်ဒီခါရမြို့မှထွက်သွားသောအခါအသက်85နှစ်ရှိ၏ အာဒီန်ဒီမယားစာရဲအကူသားလောတနှင့်ဥ္စာယတ္တမြတ်ကို၎င်းခါရံမြို့၌ရသော လူတို့ကို၎င်းယူပြီးလင်ခါနန်ပြည်သို့ ရောက်ချင်းငါထွက်သွား၍ထိုပြည်သို့ ရောက်ကြ၏အငယ်၆မှ၉အာဗျန်ဒီထိုပြည်ကိုလျှောက်သွား၍ရှီခင်အယမောရီတပိတ်ပင်သို့ ရောက်လေ၏ ထိုအခါခန္ဓာမျိုးသားတို့သည် ထိုပြည်၌ရှိကြ၏ဒါရဖျားသည်အာပြန်အားထင်ရှား၍ဤပြည်ကိုတင်းအမျိုးနွယ်အားငါပေးမည်ဟုမိန့်တော်မူ၏ထိုတို့ထင်ရှားတော်မူသောဒါရဖျားဖို့ထိုအရ၌ရစ်ပလင်ကိုတီလေ၏ထိုအရမှတွားပြန်၍ဘေတလန့်မြို့အရှိ၌ရှိသောတောင်တို့ပြောင်းသည်ဖြင့်ဘေတလန့်မြို့အရှိ အာဤမျိုးအနောက်ဆက်ချားမှာတဲကိုဆောက်၍သာဝရဖျားဖို့ရစ်ပလင်ကိုတီးပြီးလင်သာဝရဖျား၏နာမတော်ကို ပထနာပြု၏အာပြန်သည်ခီးတွားလျက်ပြောင်းလျက်တောင်မျက်နာသို့ရောက်လေ၏အငယ်တဆေမဆစ်ချောက်ထို့နောက်ခါနန်ပြည်၌အစာခေါင်းမခြင်းဖြစ်၏အလွန်အစာခေါင်းမသောကြောင့်အာပြန်သည်အဲဂုတုပြည်၌တဲခိုခြင်းငှာတော်လေ၏ အဂရုပြင်းနှင့်ဤသောအခါမိမိမယားစာရဲကိုတင်သည် အစင်းလှသော မိမဖြစ်သည်ကိုငါသိ၏အဂုထုလူတို့သည်တင့်ကိုမြင်သောအခါဤမိမသည်သူ၏မယားဖြစ်၏ဟု ဆိုလျက်ငါကိုတတ်၍တင့်ကိုအသက်ချမ်းသာပေးလိမ့်မည်တို့ဖြစ်ပြီးတင်သည်ငါနှမဖြစ်ကြောင်းကိုပြောပါလောတို့ပြောရင်တင့်အတွက်ငါကောင်းစားလိမ့်မည်တင်းဤယေရှုအဖျင်ငါအသက်ချမ်းသာရလိမ့်မည်ဟုဆို၏ ာပြန်ဒီအဂုတုပြည်သို့ရောက်သောအခါသူ၏မယားသည်အလွန်အစင်းလှသည်ကိုအဂုတုလူတို့သည်မြင်ကြ၏ဖာရောဘင်ဤမူတော်မတ်တော်တို့လည်းမြင်၍ရှေ့တော်၌ချီးမွမ်းပြီလင်နန်းတော်တို့တွင်ရကြ၏ဖာရောဘင်သည်ထိုမိမအတွေ့အာပြန်၌ဂျေစုပြုသည်ဖြင့်သူသည်တိုးနွားမြဲတီမြဲမကျွံရောက်ကြကျွံမိမကလေးများနှင့် ကျော်ဝ၏အငယ်၁၉မှ၂ထာဝရဖျားသည်အာပြန်ဤမယားစာရက်တွက်ကြောင်းဖာရောပြင်မှဆက်၍နန်းတော်သားတို့ကို ကြီးသောဘေးရန်ဖြင့်ဆုံးမတော်မူ၏ဖာရောပြင်သည်လည်းအာပြန်ကိုခေါ်၍တင်သည်ငါ၌ပြုသောအမှုကားအဘယ်သို့နည်းသူသည်တင်းမယားဖြစ်ကြောင်းကိုငါအားအဘယ်ကြောင့်မပြောသည်နည်း ငါဒီသူကိုတင်ပိုက်စေခြင်းငါသူဒီငါနမဖြစ်သည်ဟုအဘဲကြောင့်ဆိုသည်။တင်းမယားကိုယခုယူ၍တွားလို့ဟု အမိန်ရှိ၏။ထိုတို့အာပြန်အမှုကိုစီရင်၍မိမိလူတို့အားမှားထားသဖြင့်သူတို့ဒီအာပြန်၌ရှိသမျှသောအဥ္စာနှင့်တကွတမီးမောင်နှံတို့ကိုလွတ်လိုက်ကြ၏။ Okay, now we do my pantomime. Bye-bye.